တည်ဆုံးသွားကြတဲ့မိဘတွေအဖိုးအဖွားတွေကိုအိမ်မက်မက်တာဘာကြောင့်လဲဘာတွေလုပ်ပေးရမလဲလူတယောက်တည်သွားတဲ့အခါမှာလက်ပြာဖြစ်နေနေနေသေးတာလားလူတွေတည်ဆုံးသွားတဲ့အခါကျန်ကြံခဲ့တဲ့လူတွေကလက်ပြာခွဲရတာနဲ့လက်ပြာခေါ်ရတာနဲ့ဘာကြောင့်လုပ်ရတာလဲအဲ့ဒီတော့လူတယောက်တည်ဆုံးသွားတဲ့အခါကျရင် ်လိပ်ပြခွဲပေးပါတခါတလေတချို့တခါတကမတွေကဖုန်းကြီးတွေကိုပါပင်ပြီးတော့မှလိပ်ပြခေါ်ခိုင်းတာတို့လိပ်ပြခွဲခိုင်းတာတို့လုံတတ်တဲ့ delay ရှိကြတယ်ဒါဟာသူတို့ဘိုးဘွားဆင်သက်ကလှုပ်လာတဲ့အယူသီးတစ်ခုဆိုပေမဲ့လုံးဝလွဲမနေတဲ့အရာဖြစ်တယ်ဒါကိုပဲတချို့ပုံကိုတော်တော်များများကလည်းဘုံမသိဘာမသိနဲ့လိပ်ပြခေါ်ပေးရတာနဲ့လိပ်ပြခွဲပေးရတာနဲ့ ုပ်တဲ့လူတွေကလည်းရှိတယ်။အဲ့ဒီတော့လူတယောက်တည်ဆုံးသွားရင်ထင်ကြတာကလက်ပြာအဖြစ်နဲ့ရှိနေတဲ့ဝိညာဉ်အဖြစ်နဲ့တွေ့ကပ်နေတဲ့အသက်ကလေးကဂျားထဲမှာရှိနေတယ်အန္တရကာလလို့ခေါ်တဲ့ဂျားကာလရှိနေတယ်လို့ထင်ကြတယ်။တကယ်တော့လူတယောက်တည်ဆုံးသွားတဲ့အခါကျရင်လက်ပြာအဖြစ်လည်းမရှိဘူး။ဂျားကာလဆိုတာလည်းမရှိဘူး။ဝိညာဉ်အဖြစ်နဲ့ရှိနေတယ်ဆိုတာမျိုးလည်းလုံးဝမဟုတ်ပါဘူး။လူတယောက်ဟာ တိတ်ဆုံးသွားပြီဆိုရင်ငရဲတရိတ်ဆန်ပိတ်တာလူဘုံနတ်ဘုံဒီငါးဘုံကိုရောက်ရတယ်တဲ့ဈာကာလဆိုတာမရှိဘူးပေါ့နော်အဲ့ဒီတော့လူဘဝကိုရသွားရင်လည်းတာတို့မခွန်နိုင်တော့နတ်ပြည်ကိုရောက်သွားရင်လည်းနတ်ချမ်းသာကလူချမ်းသာတဲ့ပို့တဲ့အတွက်ကြောင့်တာတို့မခွန်နိုင်ဘူးငရဲကြသွားရင်လည်းတာတို့မခွန်နိုင်ဘူးတရိတ်ဆန်ဖြစ်သွားရင်လည်းတာတို့မခွန်နိုင်ဘူး ာတို့ခေါ်နိုင်တဲ့ပုံကတပုံပဲရှိတယ်ပြိတ္တာအဲ့ဒါကလူတွေပြောပြောနေတဲ့အဖေကမကြွတ်ဘူးတာသမီးတွေနဲ့မိမကိုစိတ်မချလို့အမေကမကြွတ်ဘူးကလေးတွေကိုစိတ်မချလို့အနံ့ပေးနေတဲ့အတန်လေးပေးနေတယ်အရေးအယောင်တွေပြနေတယ်မကြွတ်တာမဟုတ်ဘူးပြိတ္တာဖြစ်သွားတာတခုခုကိုဆွဲပြီးတော့မှစိတ်မချလို့ဆွဲမိဆွဲရဆွဲပြီးတော့မှပြိတ္တာဖြစ်သွားတာအဲ့လိုဖြစ်ရင်ဝမ်းတာရမှာမဟုတ်ဘူးလူကြားကောင်းအောင်ပြောပြရမှာမဟုတ်ဘူး ကောင်းကောင်းမွန်မွန်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့တည်တည်ရှာရှာအမြဲတမ်းပေးဝင်ရမှာဖြစ်တယ်။ဒါကြောင့်လက်ပြာခွဲစရာလည်းမလိုဘူး။လက်ပြာခေါ်စရာလည်းမလိုဘူး။ခေါ်လို့လည်းမလာနိုင်ဘူး။ခွဲလို့လည်းကွဲခြင်းမကွဲတာ။ဆိုလိုချင်တာကအဲ့ဒီရောက်မဲ့ဂတိဆိုတဲ့အဲ့ဒီဂတိ၅မျိုးထဲမှာပိဋ္တာဘဝကိုရောက်နေခဲ့ရင်တော့တည်တည်ရှာရှာဖိတ်ပြီးတော့အမြပေးဝင်ရင်ကျွတ်တန်းဝင်နိုင်တယ်။ကောင်းတဲ့ဘဝကိုရောက်နိုင်တယ်ပေါ့နော်။အဲ့ဒီတော့ လိပ်ပြခေါ်တာတွေလိပ်ပြခွဲတာတွေဆိုတာကမလုပ်လဲရပါတယ်ဘာမှမဖြစ်ပါဘူးအိဗယ်လည်းမရှိဘူးပေါ့เนาะအဲ့ဒီတော့နောက်တစ်ချက်ကတိတ်ဆုံးသွားတဲ့လူတွေနဲ့ပတ်သက်ပြီးတော့အိမ်မက်တွေမက်တဲ့အခါကျရင်အမြဲတမ်းမေးတယ်အဖွားကိုအိမ်မက်မက်တဲ့ဖေကဘာဖြစ်လို့လဲတိတ်သွားတာကြာပြီးအမေကိုအိမ်မက်မက်တဲ့အဖေကိုအိမ်မက်မက်တဲ့အဲ့ဒီတော့ဘာဖြစ်လို့မက်တာလဲဆိုတာကိုစဉ်းစားမနေနဲ့အချိန်ကုန်နဲ့အလုတ်ရှုပ်တယ်စိတ်ပင်ပန်းတယ်အဲ့ဒီတော့ တေဆုံးသွားတဲ့လူတွေနဲ့ပတ်သက်ပြီးတော့အိမ်မက်မက်တာပဲဖြစ်ဖြစ်တခုခုကိုစိတ်ထဲမှာဇနိုးဇနောင်းဖြစ်တာပဲဖြစ်ဖြစ်မပြတ်မသားဖြစ်တာပဲဖြစ်ဖြစ်ဝိုးလိုဝါတာဖြစ်တာပဲဖြစ်ဖြစ်တခုခုမတင်မကျဖြစ်နေတယ်ဆိုရင်လှုပ်ပေးလို့ရတာတခုပဲရှိပါတယ်အဲ့ဒါကဘာလဲလို့မေးရင်ကုသိုလ်ကောင်းမှုတွေလုပ်မယ်အမြပေးဝင်မယ်ဒါပဲလုပ်ပေးလို့ရပါတယ်အကောင်းဆုံးကအိမ်မက်မက်သလား ုသိုလ်ကောင်းမှုလို့အမြပေးဝေပါဘသူကမှဘေးတယ်လည်းသွားမမင်းနဲ့နော်နတ်ဆရာလည်းသွားမမင်းနဲ့ဓာတ်ဆရာရှိလည်းသွားမမင်းနဲ့ကုသိုလ်ကောင်းမှုလို့ပြီးအမြအတန်းပေးဝေပါဒါဟာအကောင်းဆုံးလမ်းပါပဲဒါကြောင့်တည်ဆုံးသွားတဲ့လူတွေနဲ့ပတ်သက်ပြီးတော့အိမ်မက်မက်တာမျိုးဖြစ်ခဲ့ရင်စိတ်ထဲမှာတခုခုကို မသိမကွက်ဖြစ်နေတယ်ဘာဖြစ်လို့မက်တာလဲလို့ဆိုရင်စဉ်းစားမနေနဲ့ ကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြပေးဝေပါနောက်တစ်ခုကတည်ဆုံးသွားတဲ့လူတွေဟာလက်ပြလေးအဖြစ်နဲ့အသက်ဝိညာဉ်လေးအဖြစ်နဲ့အနီးနားမှာမကြွမလွတ်ဖန်ရှိနေတယ်လို့မထင်နဲ့မရှိဘူးတကယ်လို့သောသောကပြောသလိုတွေ့တယ်မြင်တယ်ကြားတယ်လို့ထင်ရတယ်ဆိုရင်အဲ့ဒါတေချာဘောပြိတ္တာဖြစ်နေတယ်ကုသိုလ်ကောင်းမှုလုပ်အမြတမ်းပေးဝေလိုက်ပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ